တမီးဆိုးနဲ့အပြင်မှာတိုက်ရိုက်တွေ့ပြီးရှင်းဖို့အတွက်မန္တလေးမြို့ကတမီးဆိုးတဲတဲ့ဟိုတယ်ရှိမှရောက်နေပြီဆိုတော့ဒေါ်အေးတင်ကိုအာမပုံနေပေးလာတာကယောက်ျားနှောင်းဦးနာမည်နဲ့ပေးထားတယ်သူယောက်ျားနာမည်ရဲ့အာမဆိုးမချောက်နာမည်နဲ့ပေးထားတယ်အဲ့တော့အာဒီဟိုတယ်မှာရှိတယ် မင်္ဂလာပါပရိသတ်ကြီးရှင်ကိုမန်းတဲ့ထင်ရင်ဒဲရှင်းထက်ပြီးတော့ဘသူကမှဂယုမဆိုင်တတ်တဲ့အပြုမူတွေကြောင့်လူအများရဲ့သတိထားခြင်းကိုခံခဲ့ရပြီးနောက်ပိုင်းမှာတော့ပရိုက်တာ လုပ်တွေပါလှုပ်လာခဲ့တာကြောင့်နိုင်ငံလုံးကလူတွေသိရှိခဲ့ရတဲ့ဒေါ်အေတင်ကိုကတော့အခုလက်ရှိမန္တလေးမြို့မှာရောက်ရှိနေတဲ့အမေရိကပြန်တမိဆိုးနဲ့ဆင်းရဲရှင်းဖို့အတွက်လိုင်းလံရှာဖွေနေတာပဲဖြစ်ပါတယ် ဒေါ်အီတင်ကိုကသမီးဆိုးကိုအပြင်မှာတွေ့ပြီးတော့တစ်ချိန်လုံးကသူမရဲ့သားနဲ့ပတ်သက်ပြီးမဟုတ်မမှန်ပြောဆိုခဲ့တာတွေအတွက်တခုချင်းစီကိုဖြည့်ရှင်းပေးဖို့အတွက်နှစ်ဦးသားအပြင်မှာတွေ့ဆုံဖို့ချင်းဆိုခဲ့ပေမယ့်သမီးဆိုးကတော့လာရောက်တွေ့ဆုံခြင်းမရှိပဲရှောင်ပြေးနေတာပဲဖြစ်ပါတယ်။ မနေ့ကအော်တိုဘာလ3ရက်နေ့ညနေ3နာရီကမန္တလေးမြို့ရွှေဘဲစားတောက်ဆိုင်မှာတွေ့ဆုံဖို့အတွက်ချိန်ဆခဲ့ပြီးတမီဆိုးကရောက်မလာခဲ့တာကြောင့်ဒီကနေ့မှာတော့ဒေါ်အေးတင်ကိုကမန္တလေးမြို့ရှိတမီဆိုးတဲခိုတဲ့ဟိုတယ်ရှိကိုကိုယ်တိုင်သွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့တနာ yı ခန့်ကဒေါ်အီတင်ကိုကသူမရဲ့လူမှုကွန်ရက်ဆာမျက်နှာပေါ်မှာသူမကတမိဆိုးတဲခုံတဲ့ဟိုတယ်ရှိကိုရောက်နေပြီဖြစ်ကြောင်းနဲ့ဟိုတယ်ထဲမှာအကျဲအကျဲမဖြစ်ချင်းလို့အပြင်ဘက်ကနေတမိဆိုးကိုစောင့်ပြီးတော့ဆင်းရဲရှင်းမှဖြစ်တဲ့အကြောင်းဗီဒီယိုနဲ့တကွချပြလာခဲ့တာပဲဖြစ်ပါတယ်။အာမတ်ပုံနေပေးထားတာကယောက်ျားနှောင်းဦးနာမည်နဲ့ပေးထားတယ်။သူယောက်ျားနာမည်အာမဆိုးမချောက်နာမည်နဲ့ပေးထားတယ်။အဲ့တော့ အာဒီဟိုတယ်မှာရှိတယ်အဲ့တော့ဟိုတယ်ထဲမှာကြဲ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 မဖြစ်ချင်ဘူးဟိုတယ်ထဲမှာရုပ်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 မဖြစ်ချင်ဘူးဆောင်းနေတယ်တတတတိရှိတယ်စားရှိတယ်ဆိုရင်တော့လာနော်ပြီးတော့မှရှောင်းခွင့်ပြေးမသွားကြည့်ဘိုင်းဆောင်းနေမယ်